ဆက်လို့အောင်မဲ့နောက်ဆက်တွဲကလင်းတွေအပါအဝင်လာမဲ့၃ရက်အတွင်းရည်ကြီးပြီးတော့အသက်အန္တရာယ်ရှိလို့မလို့သဘင်ရရှင်ဝင်းနိုင်ရဲ့အသင်းပြချက်တကူပြည်သူတွေကိုအရေးပေါ်ပဲပြန်လည်သင်စားပေးပါမယ်။နောက်ဆက်တွဲကလင်းတွေကတော့အခုချိန်ထိပြီးကိုမပြီးနိုင်သေးဘူးဗျ။မန္တလေးမြို့မှာယာယီသည်နဲ့နေထိုင်ကြတဲ့သူတွေကအယောက်ပေါင်း၄000ချော်ပါတယ်။ဒါကြောင့်မလို့မလို့သပညာရှင်ဦးဝင်းနိုင်ကခုလိုမျိုးရည်ကြီးမှုတွေနဲ့ပတ်သက်ရင်အရေးပေါ်ဝတ္ထုပြီးနေရတာပါ။ မန္တလေးမြို့မှာသာရည်ကြီးလာလို့ရှိရင်ဒုက္ခရောက်မယ်ပြည်သူပေါင်းများစွာသိနေချီရှိပါတယ်မန္တလေးမကဘူးပေါ့ဗျာတခြားသောမြို့တွေလည်းအများကြီးပဲငလင်ဒန်တင့်ဒေသတွေဆိုရင်ပုံမူပြီးတော့ဆိုးရွားပါတယ်မနေ့ကဆိုရင်လည်းပဲမန္တလေးမြို့မှာည၈နာရီ53မိနစ်မှာအင်အားလေးအစင်ရှိတဲ့ငလင်တခုလောက်ကသွားခဲ့ပြီးတော့မြို့လုံးတည်တည်တသားကိုခန်းစားလိုက်ရတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ပြည်သူတွေအနေနဲ့နောက်ဆက်တွဲငလင်တွေဆက်တိုက်ရှိနေသေးတာဖြစ်တဲ့အတွက်เนาะ အမေရိကန်ဘူမိဗေဒလေးလာရေးကော်မတီကြီး USGS ကိုရိုင်းကလေမရသမအထက်ချောရသမအထက်တွေနောက်ဆက်တွဲငလင်တွေလာနိုင်သေးတာဖြစ်တဲ့အတွက်မမိတို့အိမ်ဟာငလင်ကြီးနဲ့ထိခိုက်သွားခဲ့တယ်ဆိုရင်တော့ဖြစ်အဲ့ဒီမှာမနေဖို့အတွက်ဒီကနေပြီတိုက်တုံမရစီနော်အရင်ကိုရေးကြည့်ပါလေပို့ဆောက်လို့မရသေးပါဘူးနောက်ဆက်တွဲငလင်တွေကနောက်ထပ်တစ်နှစ်နှစ်နှစ်ထိကိုဆက်လက်ရှိနေအောင်မှာဖြစ်ပါတယ်နောက်ထပ်သတင်းကတော့မိုးလို့သားပညာရှင်ဦးဝင်းနိုင်ရဲ့အရေးပေါ်သတင်းပြချက်ပါ ကျွန်တော်တို့မိုးလေဝသခန့်မှန်းချက်တွေကတော့မတင်ပြပေးတော့ဘူးအခုချိန်မှာဒီသူတွေအထူးသတိထားလို့ရအောင်ဒီအပိလ28ရက်နေ့ကနေ30ရက်အတွင်းမိုးကြီးမဲ့အချိန်ကိုဒီတစ်ခါကျတော့ရေကြီးနိုင်လို့အသက်အန္တရာယ်ရှိလို့မိုးလေဝသပညာရှိဦးဝင်းနိုင်ရဲ့သတိပေးချက်တွေကိုပြန်လည်ပြောပြပါမယ် ECM WF model ကမန္တလေးတိုင်းတောင်ပိုင်းမှာမိုးများနိုင်ကြောင်းပြနေပါတယ်။ Icon model ကတော့ရှမ်းပြည်နယ်တောင်ပိုင်းမှာမိုးများနိုင်ကြောင်းပြနေတယ်လို့ဦးဝင်းနိုင်ကဆိုပါတယ်။မသူကြီးတဲ့ဥရောပ model တစ်ခုကပြနေတယ်မိုးများနိုင်ကြောင်း ခံမှန်ချက်တွေဟာငလင်တန်းတဲ့ဒေသတွေဖြစ်နေတာကြောင့်မို့လို့မူများရင်ဖြစ်လာနိုင်တဲ့မြေကျွန်းချင်းမြေပြူချင်းယာယီတိဆောက်ထားတဲ့စခန်းများတွင်ရေကြီးနိုင်ခြင်းတို့ကိုအခုခရေကကြိုတင်ပြီးတော့ပြင်ဆင်ထားကြဖို့ကိုမူလို့သပညာရှင်ဝင်းနေကသတိပေးလာပါတယ်နော်ဒါငလင်လှုပ်ထားတဲ့နေရာတွေဆိုရင်မြေကဒီချောင်ပေါက်ကိုကျော်မှာနော်မြေပြူမှာဒီတခါကျတော့ယာယီသေးတွေနော်အဲ့ဒီဟာနဲ့နေထိုင်တဲ့သူ4000ကျော်ရှိတယ်မန္တလေးမြို့တစ်ခုတည်းမှာပါအဲ့ဒါတော့နော်ဒါဆိုတော့တခြားမြို့တွေပေါင်းလိုက်ရင်များကြီးပဲ ဆိုတော့မိုးကြီးမယ်ဆိုရင်ရေကြီးမယ်ရေကြီးမယ်ဆိုတော့အဲ့ဒီလူတွေဒုက္ခရောက်မှာပါဒါကြောင့်အခုကလေးကနေကြိုတင်ပြင်ဆင်ထားပေးပါဒီလ28နေ့ကနေ30ရက်ထိအာရေကြီးမှာပါเนาะပြည်သူတွေကြီးစိုက်ကြပါ